လျှောက်ခွင့်ပြုပါဖရာမာနကဒေါသစိတ်နဲ့ဖရာကိုနတ်ဘီလူလူစစ်တီတွေနဲ့လာရောက်တိုက်ခိုက်တာငရဲမကြည့်ဘူးလားဖရာတဲ့ငရဲတော့ကြည့်တာပေါ့နော်အဲ့သို့တော့မာနရဲ့တိုက်ခိုက်မှုကဖရာအပေါ်တက်ရောက်မှုမရှိတဲ့အတွက်ကြီးမားတဲ့အပြစ်တော့မဖြစ်ပါဘူးပြီးရင်နတ်တွေကဒေါသထွက်ရင်နတ်သက်ကြွေတာမာနကနတ်သက်မကြွေဘူးလားဖရာတဲ့ဒေါသဖြစ်လို့နတ်သက်ကြွေတဲ့နတ်ကမနောဘရောတိကနတ်ဖြစ်ပါတယ် မနောဘဒောတိက ဆိုတာမနောဒေါသစိတ်ကြောင့်ဘဒောတိကပျက်စီးသောနတ်လို့အဓိပ္ပာယ်ရပါတယ်။မာနကအဲ့ဒီမနောဘဒောတိကနတ်မဟုတ်ပါဘူးเนาะဒါကြောင့်မာနဟာနတ်သက်မကြွေရခြင်းဖြစ်ပါတယ်။နားလည်ပါစေ။အရှင်ဖေယ Facebook မှာပြောနေကြတဲ့သတင်းကြုတ်ပွဲတော်ရဲ့ပုံရိပ်တွေ ဖြစ်တဲ့မီးဘုံပုံတွေကိုအမျိုးသမီးတို့ရဲ့ဝမ်းဆက်မှာစေးရိုက်ထားရင်မဝေ့သင့်ဘူးဆိုတာမှန်ပါသလားတဲ့။အဲ့ဒီလုံကြီးတွေမှာ မိဘုံပြန်ပုံတွေနဲ့စီမီပုံတွေပါပါတယ်။တရင်ကျော်ကာလကိုရောက်ပြီဆိုရင်ဗုဒ္ဓဘာသာဝင်တွေဟာမိဘုံပြန်လွတ်တင်ခြင်းစီမီထွန်းညှုတ်ခြင်းတွေလုပ်ကြပါတယ်။မိဘုံပြန်လွတ်တင်တယ်ဆိုတာဇမပြေမှာရှိတဲ့ဒုဒ္ဒစီတီနဲ့နတ်ပြေမှာရှိတဲ့သုလာမဏိစီတီကိုရည်မှန်းပြီးပူဇော်တာဖြစ်ပါတယ်။စီမီထွန်းညှုတ်တာကမြတ်စွာဘုရားတာဝတိန်တာနတ်ပြေမှာ မေတော်မိနတ်သားကိုကျေးဇူးဆက်တရားဟောကြားပြီးလို့လူပြည်တို့ပြန်စင်တာကိုရည်မှန်းပြီးကြိုဆိုတဲ့အနေနဲ့ပူဇော်တာဖြစ်ပါတယ်။ဒါကြောင့်လုံကြီးတွေမှာမိဘုံပြန်ပုံတွေနဲ့စီမီပုံတွေပါနေခြင်းဟာဘုရားဘာသာဝင်တွေရဲ့ဘာသာရေးနဲ့ဆက်နွယ်နေတာကြောင့်ထုတ်လဲမထုတ်သင့်တယ်လို့ဝတ်တဲ့သူကလည်းမဝတ်သင့်ပါဘူး။တခါတုန်းကရန်ကုန်မြို့ဆိုင်တဆိုင်မှာရွှေဒဂုံစီဒီကြိုက်ထီယိုးစီဒီစတဲ့ ဖျားပုံတွေပါတဲ့လုံကြီးတွေကို ထုတ်ပြီးရောင်းပါတယ်အဲ့ဒီဆိုင်နံမဲကိုလည်းယခုအချိန်ထိမှတ်မိနေပါသေးတယ်အဲ့ဒီလိုထုတ်ပြီးရောင်းတဲ့အခါမှာဗုဒ္ဓဘာသာဝင်တွေက မခံမရနိုင်ဖြစ်ပြီးတိုင်ကြားတာကြောင့်အစိုးရကအဲ့ဒီဆိုင်ပိုင်ရှင်တွေကိုဖမ်းပြီးဆိုင်ကိုပါတင်လိုက်ပါတယ်ဒါကြောင့်ပြောချင်တာကမလုတ်တဲ့အရာဆိုရင် မလုတ်ပါနဲ့လို့ပြောချင်ပါတယ်ပြည့်ညက်တွေကပရမတ်မဖြစ်ပါဘူးဖျားတဲ့ ဒီမှန်လေးကဒီဘုံပြန်ပုံတွေနဲ့စီမီပုံတွေပါတဲ့လုံကြီးတွေကိုမဝိတ်တင်ဘူးလို့ဦးစင်းပြောထားတဲ့ကိုထဲမှာလာမှတ်ထားတာဖြစ်ပါတယ်။မှန်ပါတယ်။ပြည့်ညက်တွေက ਪਰ မတ်မဖြစ်ပါဘူး။အဲ့ဒါကိုဒကာတော်ပြောမှမဟုတ်ပါဘူး။ဦးစင်းလည်းသိပါတယ်။သို့တော်လည်းပဲမြတ်စွာဘုရားကပြည့်ညက်နဲ့ ਪਰ မတ်ကို ခွဲတဲ့နေရာမှာပြည့်ညက်တိုင်းကိုပယ်ထိုင်ခဲ့တာမဟုတ်ပါဘူး။ ပယ်သိမ့်တဲ့ပညာနဲ့မပယ်သိမ့်တဲ့ပညာကိုမြတ်စွာဘုရားကခွဲခြားပြီးပြခဲ့ပါတယ်။အဲ့ဒါကိုဒကာတော်အမိနဲ့အရင်သိအောင်လုပ်ပါအောင်เนาะ။တိုင်းပြည်တစ်ခုမှာအများစုကသတ်မှတ်ထားတဲ့ရိုးရာဓလေ့တစ်ခုကိုထိခိုက်တာမျိုးသွားလုပ်မယ်ဆိုရင်အများနဲ့စန့်ကျင်ဘက်ဖြစ်သွားတတ်ပါတယ်။အများနဲ့စန့်ကျင်ဘက်ဖြစ်သွားပြီဆိုရင်အဲ့ဒီပုဂ္ဂိုလ်အတွက်အန္တရာယ်များပါတယ်။ဦးဇင်းတို့ယဟန်တော်တွေနိုင်နာဖို့ မြတ်စွာဘုရားပြည့်ညက်ထားခဲ့တဲ့228ပေသောဒီနည်းသိက္ခာပုဒ်တွေထဲမှာအချို့သောသိက္ခာပုဒ်တွေဟာအများနဲ့ဆန့်ကျင်ဘက်မရှိရလေအောင်ပြည့်ညက်ထားတဲ့သိက္ခာပုဒ်တွေဖြစ်ပါတယ်။အများနဲ့ဆန့်ကျင်ပြီးကောင်းကျိုးမဖြစ်တဲ့အရာဆိုရင်ဘုရားရှင်တောင်မှသိမပြုပါဘူး။ဒီဘုံပြန်ပုံတွေနဲ့စင်မီပုံတွေပါတဲ့လုံကြီးတွေဝိတ္တာကိုကြိုက်တဲ့သူတွေကအများစုဖြစ်ပြီးမကြိုက်တဲ့သူတွေကအများစုဖြစ်ပါတယ်။ အဲ့ဒါကိုသွားပြီးစန့်ကျင်ဘက်သွားလို့နေဆိုရင်အများနဲ့အတိုက်ခံဖြစ်သွားနိုင်တာကြောင့်မိမိအတွက်လည်းအန္တရာယ်ရှိနိုင်ပါတယ်။ဒါကြောင့်တကားတော်အမိနဲ့စင်ကျင်နိုင်ပါစေလို့ဦးစင်းကစေတနာနဲ့ပြည်ပေးလိုက်ပါတယ်။ရှင်ဘေးရတပည့်တော်မိတာရှေပါအောင်ဖေယားခလေးတွေသေးရင်ဘယ်ဘဝရောက်ပါလဲဖေယားတဲ့။ခလေးတွေဆိုတာကဘယ်လိုခလေးမျိုးကိုပြောတာပါလဲ။ကိုနှစ်စနစ်အရွယ်ခလေးကိုပြောတာလားဒါမှမဟုတ် အမိဝင်းကကျုပ်ပြီးပြီးချင်းကလေးလေးကိုပြောတာပါလားအရွယ်ရောက်ပြီးသားကလေးဆိုရင်တော့မိဘတွေရဲ့တွင်တင်ပြသပေးမှုကြောင့်သီလကုသိုလ်ဒါနကုသိုလ်ဘာဝနာကုသိုလ်များရှိနိုင်တဲ့အတွက်အဲ့ဒီကလေးတွေသိရင်ကောင်းရာဒုက္ခတိကိုရောက်နိုင်ပါတယ်ငွေကင်းစကလေးအရွယ်လေးတွေသိရင်တော့မကောင်းတဲ့ဘဝကိုရောက်တာများနိုင်ပါတယ်ဘာကြောင့်လဲဆိုရင်သူတို့တွေမှာသီလကုသိုလ်ဒါနကုသိုလ် ဘာဝနာကုသိုလ်များ မရှိလို့ဖြစ်ပါတယ်။အကယ်၍ဘဝတစ်ခုကပြုလုပ်ခဲ့တဲ့ကောင်းမှုက အထောက်အကူပြုမယ်ဆိုရင်လေကောင်းရာသူဂတိကိုရောက်နိုင်တယ်လို့မှတ်သားထားရမှာဖြစ်ပါတယ်။အရှင်ဖေယတပည့်တော်မေးတော်မူတာနှစ်ခေါက်ရှိပါပြီဖေယ။ပင်စာဝဲကြီးငါးပါးတည်းကအရှင်ကွန်းတေညပြိဋိနိဗ္ဗာန်ပြုတာဘယ်ပြေနေဘယ်မြို့မှာပါလဲဖေယ။အရှင်ကွန်းတေညမထေကြီးဟာ ပရိနိဗ္ဗာန်စံဃာနီးတော့မြတ်စွာဘုရားထံကြွရောက်ပြီးသူပရိနိဗ္ဗာန်စံတော်မူဖြစ်ကြောင်းမြတ်စွာဘုရားထံလျှောက်ထားပါတယ်။အရိခာမှာမြတ်စွာဘုရားကအဘယ်အရ၌ပရိနိဗ္ဗာန်ပြုမည်နည်းဟုမေးတော်မူတဲ့အခါမှာဘုရားတပည့်တော်သည်ခိမဝန္တာတော၌ရှိသောသတ္တန္တအိုင်၌ပရိနိဗ္ဗာန်ပြုပါမည်ဟုလျှောက်ထားတော်မူပါတယ်။လျှောက်ထားတော်မူသည့်အတိုင်းရှင်မဟာကုန်းတေညမထေကြီးဟာခိမဝန္တာတော၌ရှိသော သတ္တန္တအိုင်၌ပဲပရိနိဗ္ဗာန်ပြုတော်မူပါれရှင်မဟာကွန်းတေမြမထေဤယုတ်ကလတ်တော်ကိုနတ်တွေကတာဓုကိလာနသဖြင့်ကျင်းပပူဇော်ကြပါれအရှင်ဖေယသူရတ္တိမေတော်ဆိုတာတကယ်ရှိပါသလားဖေယဖြေချပေးတော်မူပါတဲ့အချင်းချုပ်ဖြေလိုက်ပါမယ်သူရတ္တိမေတော်ဤမူလနာမည်ကသူရတ္တိဖြစ်ပါれဟိန္ဒူဘာသာကနေဆင်းသက်လာတာပါဟိန္ဒူဘာသာအရာ သူရတတိမေတော်သည်ဖန်ဆင်းရှင်မြမမင်းကြီးရဲ့ကျင်ရတော်လို့လဲဆိုပါတယ်သူရတတိမေတော်သည်မြမနိုင်ငံမှာဘယ်အချိန်ကစပြီးနေရာရရှိလာတာလဲဆိုရင်ဗကံခေတန္တရဝါဒီမဟာယာနခိုင်းသားတို့ကြီးဆိုသည်တန္တရဝါဒီမဟာယာနခိုင်းသားတို့ကနေတဆင့်မြမနိုင်ငံမှာနေရာရရှိလာခြင်းဖြစ်ပါတယ်ဒါကြောင့်သူရတတိမေတော်သည် ဖိန်ဒူဘာသာကနေဖြစ်ပေါ်လာပြီး တန္တရဝါဒီမဟာယာနခိုင်းသားတို့ကနေတဆင့်မြန်မာနိုင်ငံမှာနေရာရရှိလာတာဖြစ်တဲ့အတွက်ကြောင့်ထေရဝါဒမှာမရှိဘူးလို့မှတ်သားထားရပါမယ်။အရှင်ဖေယမြတ်စွာဘုရားရဲ့နှရွက်တော်ကရုတ်ထုထဲကအတိုင်းပဲရှေးတာလားဖေယတဲ့။လက္ခဏာတော်ကြီး32ပါးနဲ့လက္ခဏာတော်ငယ်80ဆိုတာရှိပါတယ်။အဆိုပါလက္ခဏာတော်ငယ်80ထဲမှာရှေလျားနှစ်လိုဖွဲ့သောနားတော်ရှိတော်မူခြင်းဆိုတဲ့အချက်ပါပါတယ်။ ဒါကြောင့်မြတ်စွာဘုရား၏နရွက်တော်သည် ရှေးပါတယ်။သို့တော်လည်းပခုံးတော်သို့ထိလောက်တဲ့အနေထားထိရှေးမယ်လို့တော့မထင်ပါဘူး။ရှေးဘဟုဆရာများက နရွက်တော်ကြိုးကြခြင်းမရှိအောင်ထောက်ထောက်တဲ့ပုံစံမျိုးထုစစ်ပုံဖော်ထားခဲ့ခြင်းဟန်တူပါတယ်။နှစ်ပေါင်းများစွာကြာညောင်းလာတဲ့အခါအစဉ်စစ်ထုစစ်ပုံဖော်လာတဲ့အတွက်ထောက်ထောက်ထားတဲ့ပုံစံကပြောင်းလဲပြီးနရွက်တော်ကပခုံးတော်သို့ထိလာတဲ့ပုံစံမျိုးပြောင်းလဲလာတာဖြစ်ပါလိမ့်မယ်။ ဖုံဖုံဖေးရယခုဘဝမှာမိမဖြစ်ပြီးနောင်ဘဝမှာယောက်ျားလေးဖြစ်နိုင်လားဖေးရတဲ့ဖြစ်နိုင်အောင်ကြိုးစားရင် ဖြစ်နိုင်ပါတယ်ဖြစ်နိုင်အောင်ဘလို့ကြိုးစားရမလဲဆိုရင်ယောက်ျားဘဝကိုရလို့တဲ့အမျိုးသမီးတိုင်းဟာတက်ကာမေတုမိစ္ဆာစာရကံကိုရှောင်ကျဉ်ရပါမယ်နှစ်အရွယ်တို့ရောက်ပြီးလျင်တလတစ်ချိန်ရာတိဥတုသွေးသွင်းရခြင်းလင်းအင်းနောက်တို့လိုက်ပါရခြင်း လင်ဤထာ၌အလိုအကျွေးပြုရခြင်းကိုဝန်ဆောင်ရခြင်းတားခွာရခြင်းဆိုတဲ့မိမတို့ရဲ့အာဝေနိကဒုက္ခ၅ပါးကိုယွံမုံပြီးကုသိုလ်ကောင်းမှုပြုတိုင်းပြုတိုင်းယောက်ျားဘဝကိုရရပါလို့ဤလို့ဆုတောင်းရမှာဖြစ်ပါတယ်အဲ့ဒါဆိုရင်နောင်ဘဝမှာယောက်ျားဘဝကိုရနိုင်ပါတယ်တင်ဖရတဏှာယာကလောဘနဲ့တန်ရောစဉ်ကဘာကွာပါလဲတပြည့်တော်စဉ်းစားမရလို့ပါဘာဖြစ်လို့မြတ်စွာဘုရားက တဏှာကိုပရိစ္ဆသမုပ္ပါမှာဟောပြီးဤလေသာမှာဒေါဘလို့ဟောရလေတဲ့တန်ရောစဉ်ကို ပေမလို့ခေါ်ပါတယ်ပေမဆိုတာဟာမိတွေ့ခြင်းလို့အဓိပ္ပာယ်ရပါတယ်မိတွေ့ခြင်းဆိုတဲ့ပေမသည်တရားလိုကောက်မယ်ဆိုရင်လောဘပဲဖြစ်ပါတယ်တဏှာယာကတို့ပေမတို့ဆိုတာတွေဟာ အမိကွဲပြီးလောဘနဲ့အုပ်စု အတူတူပဲဖြစ်ပါတယ်ကိလေသာဆိုတာကတော့ စိတ်တံကိလေသတ္တိဥပါတပတိဘာယတိဝအေတေဟိတိကိလေသာတဲ့အဘိဓေကအေတေဟိဣတရားတို့ဖြင့်စိတ်တံစိတ်တိကိလေသတ္တိညံ့နှံစေတတ်ဤဥပါတပတိပူပန်စေတတ်ဤဘာယတိနှိမ့်ဆက်ညှင်းဆက်တတ်ဤဣတိတတမှာထိုးကြောင့်သာလျှင်ကိလေသာကိလေသာမိဤတဲ့စိတ်ကိုညင်ညူးစေတတ်ပူပန်စေတတ်နှိမ့်ဆက်ညှင်းဆက်တတ်တဲ့အရာကိုကိလေသာလို့ခေါ်ဆိုခြင်းဖြစ်ပါတယ် ဘယ်တရားတွေကစိတ်ကိုညင်ညူးစေတက်ပူပန်စေတက်နှိမ့်ဆက်နှင်းဆဲစေတက်တလဲဆိုရင်စောစောကပြောခဲ့တဲ့အမိကွဲပြီးအုပ်စုတူနေသောတဏှာယာကပေမဆိုတဲ့တရားတွေပဲဖြစ်ပါတယ်။ဒါကြောင့်အဆိုပါတရားများကိုဣလေတာလို့ခေါ်ရခြင်းဖြစ်ပါတယ်။တချို့ဘုန်းကြီးเจ้าတွေမှာအသာစားပါတယ်ဖရာ။အသာစားတဲ့ဘုန်းကြီးเจ้าကငရေကြီးပါသလားဖရာတဲ့။ ဒီမေခွန်းပိုင်ရှင်ကခလေးလေးဖြစ်ပါတယ်နော်တာသားကြီးဖုန်ကြီးတွေအသားစားလို့မရဲမကြီးပါဘူးနော်ဦးစင်းတို့မြတ်စွာဘုရားကယဟန်တော်တွေကိုကိုယ်တိုင်တတ်မစားဘူး ਨੇ သူတဘာတတ်ပြီးနေတာကို မြင်တဲ့အသားသူတဘာတတ်ပြီးနေတာကိုကြားတဲ့အသားမိမိအတွက်တတ်ပေးတာများဖြစ်နေလေရောမလားဆိုပြီးတန်တရာစိတ်ဖြစ်တဲ့အသား အဲ့ဒီအသား၃မျိုးကိုမစားဖို့ရှောင်ကျဉ်ခိုင်းခဲ့ပါတယ်။အဲ့ဒီအသား၃မျိုးကလွဲသွားရင်တော့ဘယ်အသားမှစို့စားခွင့်ပြုထားပါတယ်။ဦးဇင်းတို့မြတ်စွာဘုရားကိုတော်တိုင်ကလည်းပဲအသားစားပါတယ်။ဒါကြောင့်ဘုန်းကြီးတွေ အသားစားလို့ငရဲမကြည့်ဘူးဟုမှတ်သားထားရမှာဖြစ်ပါတယ်။အရှင်ဘုရားဗိဇာရွက်စားတာအပြည့်ရှိပါသလားဘုရား။တပည့်တော်သိကျင်လို့ပါဘုရား။ကျေးဇူးပြု၍ဖြေပေးပါဘုရားတဲ့။ လူတွေဆောင်ထင်းတဲ့၅ပါးသီလအထဲမှာနောက်ဆုံးသူရမေရယဆိုတဲ့သိခါဘုတ်ပါပါတယ်။သူရမေရယလို့ပြောလိုက်ရင်တချို့ကအရက်ကိုမြင်တတ်ကြပါတယ်။သူရမေရယဆိုတာအရက်တစ်ခုတည်းကိုပြောတာမဟုတ်ပါဘူး။မူးရစ်မေးလျော့စေတတ်တဲ့အရာမှန်သမျှသူရမေရယထဲထည့်ရပါတယ်။ဘိန်းစာရွက်ဆိုတာဟာမူးရစ်မေးလျော့စေတတ်တဲ့အရာဆိုရင်တော့သူရမေရယထဲအကျုံးဝင်တာကြောင့်အပြစ်ရှိတယ်လို့မှတ်သားထားရပါမယ်။